သားအင်္ဂလိပ်စာကိုပဲပြောနေမယ်။အမကအင်္ဂလိပ်စာကိုလိုက်မနိုင်နဲ့မြန်မာလိုပဲပြောနေမယ်။အသက်ကြီးလာတာနဲ့အမအမတို့ကြားတဲ့ relationship ကစိတ်မကောင်းနိုင်လာတော့သူတို့မြန်မာစာသာမကောင်းရင်ပေါ့နော်။မြန်မာစာအားဆိုင်ဖြစ်တယ်ဆိုတဲ့အကြောင်းမပတ်တော့မြန်မာလူမျိုးဖြစ်တယ်ပေါ့နံပါတ်၁ချက်ပေါ့။မြန်မာလူမျိုးဖြစ်တယ်။နောက်တစ်ခုကသားသားတို့ကြီးလာတာနဲ့အမမပသားသမီးဟာအင်္ဂလိပ်စာရရမလို့အမကအင်္ဂလိပ်စာကိုပဲထားလိုက်တယ်ပဲထား။သားသားကကြီးလာမယ်။အမကလည်းအသက်ကြီးလာမယ်။အဲ့ဒီအချိန်မှာသားသားကအင်္ဂလိပ်စာကိုပဲ ြောနေမယ်အမကအင်္ဂလိပ်စာကိုလိုက်မနိုင်နဲ့မြန်မာလိုပဲပြောနေမယ်အသက်ကြီးလာတာနဲ့အမအမတို့ကြားတဲ့ relationship ကတိတ်မကောင်းနိုင်လာတော့သူတို့မြန်မာစာသာမကောင်းရင်ပေါ့နော်အမမလူမျိုးဖြစ်တဲ့အတွက်ကြောင့်မြန်မာစာကိုယ့်ရဲ့မိခင်ဘာသာစကားကိုတော့တွန်းကျင်ပိုင်နိုင်ရမယ်လို့အမလက်ခံထားတယ်အဲဒါကြောင့်မို့လို့လဲအင်္ဂလိပ်ကျောင်းကိုအမတို့ဆိုလို့ရှိရင်လည်းထားနိုင်တယ်ပေါ့ဒါပေမဲ့တမင်မထားတာမထားဘဲနဲ့ဒီမြန်မာကျောင်းကိုပဲတမင်ထားတာမြန်မာစာကိုပဲတွန်းကျင်စေချင်တာပေါ့နော်